ီပွားရေးစလုပ်တဲ့အခါမှာနေရာရွေးချယ်မှုကအရင်အရေးကြီးပါတယ်ဘလောက်ထိရေးကြီးလဲဆိုရင်ဖျားနာကပန်းတဲ့နဲ့တာမန်ဈေးတွေကပန်းတဲ့ပန်းချင်းတွင်တော့မှရောင်းအားချင်းမတူပါဘူးယခုကာလာယူကျူးနဲ့ Facebook တို့ရဲ့ search bar တွေမှာလူငယ်လူလက်ပိုင်းတချို့ရိုက်ရှာတာက online ကနေငွေရှာနည်းစသဖြင့် keyword တွေကိုအရှာများလာကြပါတယ်လူကြီးမျိုးက online ကနေမဟုတ်ဘဲအပြင်လောကမှာတနိုင်တစ်ပိုင် homemade food product နဲ့ street food စားတဲ့လုပ်ငန်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တစ်ခါတည်းသာထွိုင်းကြည့်ဖို့အကြံပြုချင်ပါတယ်ဒီဆိုင်လေးတွေရဲ့ဝင်ငွေကခက်ခဲနေတဲ့ကာလမှာတောင်ရက်တိုံလေးဆိုတာထပ်ပို့ပါတယ်ဒါဟာအလင်းညာစကားမဟုတ်ပါဘူးဒီ content ဖြစ်ဖို့အတွက်အချိန်သုံးဖက် ်ပေးပြီးယခုကာလဘယ်စည်းဝါးရေးတွေအလုပ်ဖြစ်နေလဲဘယ်လိုအရာတွေလူဝယ်များနေလဲဆိုပြီးကျွန်တော်ကိုယ်တိုင်ရှာဖွေမှုတစ်ခုလုပ်ခဲ့ပါတယ်။ယခုကာလမှာအမှန်တကယ်ပဲ street food နဲ့စားသောက်ကုန်လုပ်ငန်းတွေကချွင်းချက်မရှိအလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။အခြားလုပ်ငန်းတွေမှာတော့အနေအေးတယ်ဆိုတာကများပါတယ်။2022ခုနှစ်နောက်ပိုင်းအဝစ်စား fashion site တွေရဲ့ရောင်းအား60ရာခိုင်နှုန်းလောက်ကဝင်းတွေကလွှမ်းမှုသွားခဲ့ပါဒါကလည်းတိုင်းပြည်ရဲ့စီးပွားရေးအကျက်တဲ့အကြောင်းလည်းဖြစ်နိုင်ပါတယ်။နံပါတ်1အနေနဲ့ကတော့လူချင်းမင်းကလမ်းမေးသေးတယ်တော့မလုပ်ချင်ဘူးကွာဆိုရင်ဘာပါရှော့ဖွင့်နေရာရွေးချယ်မှုက guide 1500အတွင်းစပင်းညက်ဆိုင်မရှိတဲ့နေရာကိုရွေးချယ်ပြီးစတင်ရင်ပိုကောင်းပါတယ်။ဗေညက်ဆိုင်ကိုအခြားတက်တူအတက် တယောက်နဲ့လည်း collaboration ထပ်လုပ်လို့ရပါတယ်။တချို့ရဲ့ own နဲ့နာမကျန်းဖြစ်နေတဲ့အိမ်မှာပဲနေနေရတဲ့သူတွေအတွက်ပါအိမ်အထိစားပိတ်ပေးရင်ပိုကောင်းပါတယ်။အဲ division ကို main ကလေးတွေဖွင့်မယ်ဆိုရင်ကတုံးတုံးထားတဲ့သူတွေတောင်နေတိုင်းလာညံ့နိုင်တဲ့အခြေအနေမှာရှိပါတယ်။ နံပါတ်2အနေနဲ့ကတော့ homemade business တစ်ခုဖြစ်တဲ့ကိတ်မုံပြုလုပ်ပြီးကိုယ်တိုင် distribution လုပ်ရတဲ့ business တစ်ခုပဲဖြစ်ပါတယ်။ကိုယ်ပိုင် logo နဲ့ကိုယ်ပိုင် product စလို့ရမယ်။နေရာကျဲကြီးလည်းမလိုဘူး။ကိုယ့်ရဲ့ product ကိုစိုင်းတွေမှာကိုယ်တိုင်ပဲ live ဆက်ရမယ်။ဆိုင်ရှင်တွေကိုအမြင့်ကျွေးပြီးဖြန့်ဖြူးတာပိုကောင်းတဲ့ marketing လို့ကျွန်တော်ထင်ပါတယ်။ထုတ်ပေါ်မှုအရသာနဲ့တန်ရှင်းမှုကိုရှေ့တန်းတင်ထားရင်လူကြီးမင်းကအပေါက်ဆိုးရင်တောင်ဖြစ်နိုင်ပါတယ်။နံပါတ်3အနေနဲ့ကတော့တတိဖြိုရေးဆိုင်ပါ။ business က street food character နဲ့ဆိုပိုရောင်းရတယ်လို့လက်ရှိရောင်းနေတဲ့ဆိုင်ရှင်အကိုကြီးကပြောပါတယ်။အသီးစစ်စစ်တွေကိုအသုံးပြုပြီးစားသုံးသူချိန်မှာအသီးကိုလက်လက်ဆက်ဆက်လှိပြီးဖြိုပေးရင် customer တွေပို့ ိုက်တယ်လို့သူကဆိုပါတယ်ဒီဆောင်ဖြော်ရည်အပြင် sugar free ဖြော်ရည်တွေကလူစိတ်ဝင်စားမှုခံရတယ်လို့လည်းဆိုပါတယ်လူငယ်တွေအတွက် smart ကြကြ trying တဲ့ business တခုလို့ကျွန်တော်ကမြင်ပါတယ်နံပါတ်၄အနေနဲ့ကတော့ street food အကင်ဆိုင်တွေပါဒီ business ကယခုကာလမှာအဆင်ပြေဆုံးလို့ပြောလို့ရပါတယ်ဈေးကြီးကြီးသောစားသုံးသူတွေနှာခေါင်းရှုံတယ်လို့ဆိုပါတယ်တချောင်း300ဘာယူယူ900ဆိုတဲ့ marketing ကပိုဆွဲဆောင်မှုရှိတယ်အကင်မီနူးဆိုရင်ပိုကောင်းတယ်ခင်းချင်းပြတာမှုကလည်းစားသုံးသူကိုဖန်ဆားလို့ရတယ်လို့စိုင်ရှင်ကြီးလေးကဆိုပါတယ်ဒီလုပ်ငန်းကိုလူကြီးပိုင်းတွေမဟုတ်ဘဲလူငယ်လူလတ်ပိုင်းတွေ try တင်မယ်လို့ကျွန်တော်ထင်ပါတယ်အချိန်ကြီးကောင်းပြီးအကင်တွေကိုအရသာကောင်းကောင်းနှက် က်တဲ့ရင်တောင်ရတယ်လို့ဆိုပါတယ်အိမ်မှာ try ပြီးရောင်းတန်းဝင်ရင် business ဆလို့ရပါပြီနံပါတ်5အနေနဲ့ကတော့အချိန်ပေါင်းသေးပါရာသီပေါ်အသီးစစ်စစ်တွေကိုစိုးစိမ်းမှာပါပဲငပိရီသုံးမဟုတ်အရသာမှုန့်တွေနဲ့ရောဆက်ပြီး plastic အချီဘူးဝင်လေးတွေနဲ့ထုတ်ပို့ထားတဲ့အချိန်ပေါင်းမှဖြစ်ပါတယ် time strip မှာလည်းဒီလုပ်ငန်းကနာမည်ကြီးပါတယ်အရင်ကကြွကြွအိမ်နဲ့နှီးပီးသားအသီးကိုတုတ်ပြီးရောင်းတာကပုံမှန်ပဲဖြစ်ခဲ့တယ် customer လာမှအသီးကိုလှီးပြီးတုတ်ပေးမှရောင်းအပ်တက်လာတယ်လို့အချိန်ပေါင်းတဲ့အကိုကြီးကဖင်ကောင်းကျဲသွားနဲ့ပြောပါတယ် နဘချောင်းအနေနဲ့ကတော့ရေတက်လုပ်ငန်းမှာဒီလုပ်ငန်းကနည်းနည်းတော့အိမ်မက်ဆန်ပေမဲ့အိန္ဒိယနိုင်ငံမွန်ဘိုင်မှာတော့အတော်ကိုအဆင်ပြေနေတဲ့လုပ်ငန်းမှာလီတာ20ဘူးကိုဝယ်ပြီးကိုပိုင်ဘူးဒီဇိုင်းကိုပိုင်လိုဂိုနဲ့1လီတာထုတ်ပြီးရောင်းတာပါ။ကောလိပ်တက်ကတိုးနေနေတဲ့နေရာတွေမှာပို့အလုပ်ဖြစ်တယ်လို့ဆိုပါတယ်။တန်ရှင်းတက်ရက်မှုလည်းအရေးကြီးပါတယ်။လုပ်ငန်းကရန်ကုန်မှာတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ရေတက်ရဲ့ business ကအတော်ကျယ်ပြတ်ပါတယ်။ထမင်းဆိုင်မုန်ဆိုင်ကားဂိတ်လူနေထူထပ်တဲ့နေရာတွေကဖြန့်ဖြူးလို့ကောင်းမယ့်နေရာတွေပါ။ရေတဘူးအသက်တင်3-4ရာမြတ်မယ်လို့ထင်ပါတယ်။ဒီလုပ်ငန်းကမြန်မာနိုင်ငံမှာတော့မရှိတော့သေးဘူးလို့ထင်ပါတယ်။စိတ်ပါရင်အရေးစွန်ပြီးထွန်းကြည့်ပါ။ ်ဆိုင်ရာပိုင်ရာတွေပွဲပေးသိရင်ပွဲပေးရမယ့်လုပ်ငန်းတော့ဖြစ်ပါတယ်။ရပါမယ်။ဘာဆောင်စကားများအပေါ်ကပြောခဲ့တဲ့လုပ်ငန်းတွေရဲ့တနိဒာရောင်းအားက2သိန်းဝန်းကျင်ဆိုတာအ ਨੇ ဆုံးတွေပဲဖြစ်ပါတယ်။ဂျီမင်းတို့ရဲ့ကြိုးစားမှုကအရေးကြီးပါတယ်။အရင်းအမြစ်များတဲ့လုပ်ငန်းတွေကိုရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဘာလုပ်မယ်ဆိုတာစဉ်းစားမနေပဲတခါတည်းထွန်းကြည့်ဖို့သာအကြံပြုချင်ပါတယ်။အလုတ်ကိုင်းတိုင်းကဂုံရှိပါတယ်။အလုတ်ရှိရင်စော်လဲရှိလာပါလိမ့်မယ်။အဆုံးထိကြည့်ရှုပေးရဲ့နှစ်ယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်။